Yo, what's up guys? အားလုံးမင်္ဂလာပါ။ One Piece chapter 2054ရဲ့ officially translate လုပ်ထားတဲ့ chapter ထွက်လာပြီဆိုတော့ထုံးစံအတိုင်း review လေးနဲ့အတူအပေါ်မဆလာလေးထည့်ပြီးတော့ cook လုပ်ကြရအောင်နော်တင်ငချင်းတို့ chapter ကောင်းစဉ်က I get the idea တဲ့။တဘောကတော့ငါအကြံဉာဏ်တွေရပြီလို့ပြောထားတာဖြစ်ပါတယ်။ခုလိုဒါရတ်ဘာသာပြန်ထားတာကြီးကဒီနေရာမှာကြီးမကိုက်ဘူးဖြစ်နေတော့နောက်တစ်မျိုးနဲ့ဥပမာပေးမယ်နော်။ဟာအောင်လေကျော်ရှင်မင်းနေနဲ့ မေးပြောချင်တာငါတို့အားလုံးသဘောပေါက်ပြီဆိုတဲ့အတိုင်းပဲဖြစ်ပါတယ်။ကာဘာဘုံကိုဘလို့ညွှန်းထားလဲဆိုလို့ရှိရင်ယာမတိုကအိုရာရှိမားရဲ့အကူကြီးဖြစ်တဲ့ယိုကူဇူနာဆူကူနီကိုစူမူပြိုင်ပွဲမှာအနိုင်ရခဲ့တယ်လို့ပြထားပါတယ်။အိုရာရှိမားဆိုတဲ့ဘဲကြီးကိုတကယ်ကြီးတော့မမေ့ကြလား။ဝါနိုအခ်မှာလေဇပိန်ဘန်းအောင်လေးနဲ့လူဖီကိုစူမူချဖို့စိန်ခေါ်နေရင်ခီကူကိုမင်္ဂလာဆောင်ခြင်းနဲ့ဆိုတဲ့ဘဲကြီးလေမမေ့ပြီလားတကယ်ကြီးတော့နောက်တစ်ချက်ကတော့ဘုံတူတာအနေနဲ့မှတ်ထားလိုက်ပါ ယိုကိုဇူနာဆိုတဲ့အတိပဲကစူမိုရီရဲ့ ranking system ထဲကနေကြည့်မယ်ဆိုရင်ယိုကိုဇူနာဆိုတဲ့အဆင့်ကထိတ်ဆုံးပါလေဗျာအဲ့ဒီအဆင့်ကိုရောက်တဲ့ကောင်တွေကလုံးဝဆရာကြီးတွေလေဗျာဒါကအပြင်လောကနေပြောတာနော် One Piece Universe မှာတော့နောက်တစ်မျိုးတက်မှတ်ထားတာနဲ့တူပါလေ SBS မှာရှာတွေ့ခဲ့ရင်နောက်ရက် update လုပ်ပေးပါမယ်နော်ဟုတ်ကဲ့ပါသခင်ကျွန်တော်ခေါင်းစဉ်နဲ့ cover story အကြောင်းလေးပြီးတော့ပြီဆိုတော့ Bankus လေးကိုစားကြရအောင်အမကာရှိက Demon ဖြစ်ပြောင်းသွားတဲ့ဒိုရီနဲ့ဘူဂီကိုလို့ပါအောင်ကပတိန်တို့အတိတ်တရားလေးရှိကြပါအောင် ဂျယ်ရော့ကကဘာမှာအသက်အကြီးဆုံးနဲ့ကျွန်တော်တို့ဘဝတစ်လျှောက်လုံးလေးစားအကြရတဲ့ legendary hero မဟုတ်ဘူးလားအဲ့တော့သူ့ကိုတတ်ဖို့ဆိုတာကလုံးဝမဖြစ်တဲ့အရာပါလူတွေကအေးကရှိအောင်မင်းပြောတဲ့ဇာတ်ကားတွေကတိတ်မှန်တဲ့ဇာတ်ကားတွေပဲတဲ့ဘရော့ဂီကလည်းငါတို့လေးစားအားချအတူယူခဲ့တဲ့ပို့ကိုကြီးကအခုချိန်မှာတုံးစားလို့မရတော့တဲ့လူအိုကြီးဖြစ်နေပြီအဲကြောင့်သူ့ကိုထပ်ပြီးဒုက္ခတွေမပေးဘဲနဲ့ခံစားနေရတဲ့ဒုက္ခကလည်းလွတ်မြောက်ပြီးဒုက္ခတွေစံစားဖို့အချိန်သင့်ပြီတဲ့ ။နောက်ကနေဒူရီကလည်းအားရပါးရမီးပေါ်ဓာတ်စီလောင်းထဲတဲ့ပုံကစက်သိမ်းထားလာအောင်ကောင်းပါလေ။ရှေ့ဆက်ပြီးဒီမှာ God of Albert ဆိုတဲ့ပုဂ္ဂိုလ်မလို့အတော့ဘူး။ငါတို့တွေဒီချိန်ကစပြီး Albert ရဲ့ရှင်မင်းရဲ့အဖြစ်နဲ့ထိမ့်သိမ်းအုပ်ချိုးကြမယ်တဲ့။ပြောရရင်မအားလား type shift လိုမျိုးပေါ့ကွာ။စားတာပါစငယ်ချင်းတို့။အဲ့လိုနဲ့အတိတ်ကပုံစံတိုင်းစစ်ရေးတွေစတင်ပြီးရက်ဆက်ကြံကြုတ်တဲ့တပ်ဖြတ်မှုတွေနဲ့ခေတ်တစ်ကိုဥဆောင်ကြဆုပ်တဲ့ ီကောင်တွေကအသားမဲတာချင်းတူတာမကလို့စောက်ချင်းတွေကပါသတူနေပါတယ်နိုင်မလားရှုံးမလားမသိဘူးမိခွန်းနေရတာအမှန်ငယ်ပြောနေရပဲကာရှိကပြန်ဆပါတယ်ခမရတို့အရင်တော့ကဒီစရိုက်မဟုတ်ပါဘူးတဲ့ဘသူကနားမဟုတ်ပေးလိုက်တာလဲတဲ့အဲ့ဒါကာရှိကထွက်မပြေးပဲနဲ့ရက်ပြီးပြောနေတဲ့အချိန်မှာသောမန်ကတအားအောင်ဒီကောင်တွေကိုအော်ပြောနေလဲဘာမှထူးမှမဟုတ်ဘူးတဲ့ ဒီဘဲကြီးတွေကကယ်လိုမရတဲ့အဆင့်ကိုရောက်နေပြီလို့ပြောနေရင်ဒန်လန်နဲ့အောက်ကနေပြီးမိခုံးငွေတွေထွက်လာပြီးတော့ထော်မန်ကနတ်ဆူအဖြစ်ပြောင်းလဲသွားပါတယ်။ထော်မန်ကနတ်ဆူအဖြစ်မပြောင်းလဲခင်မှာဂျာကွရိုင်းမှာရှိတဲ့အဖြစ်အလုံးကသူ့ကိုကိုးစားပြုထားပြီးနတ်ဆူအဖြစ်ပြောင်းလဲသွားတဲ့အချိန်မှာတော့အဲ့ဒီအဖြစ်အလုံးကတော့အမဲအောင်အဖြစ်ပြောင်းလဲသွားပါတယ်။ဒီဂျာကွက်ဂိမ်းကိုတော့အိုသဲလိုလို့ခေါ်ပါတယ်။ဒီဂိမ်းကစားနည်းကတော့လေးတော့အကွက်ထဲမှာအဖြစ်အောင်ဒါမှမဟုတ်အမဲအောင် chips ကိုထည့်ပြီးတော့၂ယောက်ကစားရတာဖြစ်ပါတယ်။ နောက်ဆုံး chips အယောင်များတဲ့သူကအနိုင်ရပြီးအကွက်တွေရွှေ့ရတာလည်းလွယ်ပါတယ်ဥပမာဒီဘက်တော့ကနေဟိုဘက်တော့မှာအဖျောင်းနှစ်ခုရှိနေလို့ရှိရင်အဲကြားထဲမှာရှိနေတဲ့အမဲရောင်တွေအားလုံးကအဖျောင်းအဖြစ်ပြောင်းလဲသွားပါတယ် ဥမာဒီမှာကစားသွားတဲ့ game ပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်တကယ်တမ်းတော့အဖျောင်ရှိနေတဲ့လုံးတစ်ခုလုံးကအပေါ်မှာကျန်နေတဲ့အမဲအောင် chips နှစ်ခုစလုံးကိုစားရမှမဲ့မိမယ်။အဖျောင် chips ကိုကိုစားပြုတဲ့သူမရောက်လာသေးတော့အမဲအောင် chips ကိုထိန်းချိုးတဲ့သူကအဖျောင်ကို double လဲစားသွားတာဖြစ်ပါတယ်။ဒီ game ရဲ့အသာချက်တစ်ခုတော့ကောင်းပါတယ်။ဘာလဲဆိုလို့ရှိရင်တော့ရန်သူဘက်ကအယောင်များသလားကိုဘက်ကအနိုင်ရနိုင်ချေလဲများပါတယ်။ပွဲလည်းအခုမှအစပဲရှိသေးတယ်ဆိုတော့အမဲအောင်များနေတာကလည်းကောင်းပါတယ်။ဘာလို့လဲဆိုတော့ နောက်ကျရင်ဆန်ဂုတ်နီကာရောက်လာပြီးမှ အမန်းအောင်အားလုံးကိုအဖြစ်အဖြစ်ပြောင်းလဲမှာဖြစ်ပါတယ်။အိုရာဆန်ချေကဒီဂိမ်းထက်မှာအမန်းအောင်ကိုကိုးစားပြုတဲ့သူကအီမူဆာမဖြစ်ပြီးအဖြစ်အောင်ကိုကိုးစားပြုတဲ့သူကလူဖီလို့မင်းယောင်စီရှင်နာနဲ့တူပါတယ်။နောက်တစ်ချက်ကကျွန်တော်တို့ဝါနုံမှာ CP9 လို့ CP0 လို့ဆော့ခဲ့တဲ့ဂိမ်းကိုကြတော့ဂိုးလို့ခေါ်ပါတယ်။ဒီဂိမ်းရဲ့ကစားနည်းကတော့အိုထန်လို့နဲ့မတူဘဲနဲ့မင်းကြောင့်ပေါ်မှာ chip စိတ်ထားပြီးတစ်ဖက်လူရဲ့တွားရလန်းကို ကိုယ့်ရဲ့ chips နဲ့ပိတ်ပြီးတော့ကစားရတဲ့သဘောမျိုးရှိပါတယ်။ဒီ game မှာကြတော့အုတ်ထက်လို့လိုမျိုးအဖြူကနေအမဲအမဲကနေအဖြူပြောင်းလို့မရပါဘူး။ဒါပေမဲ့အပြန်လည်စားလို့ရပါတယ်။နောက်ဆုံးနိုင်တဲ့လူကိုကြတော့ဘလို့သတ်မှတ်လဲဆိုလို့ရှိရင် chips အယောင်အည်အတွက်နဲ့ဒီနေရာကိုကြည့်ပြီးတော့အနိုင်ရှုံးသတ်မှတ်ပါတယ်။ဒါမှမဟုတ်တရည်ဖြစ်နေလို့ရှိရင်ကြတော့တစ်ဖက်ကို7.5ဆိုတဲ့ခုံမီအမဲကိုပေါင်းပြီးတော့အနိုင်ရှုံးသတ်မှတ်ပါတယ်။ ုတ်ကဲ့ပါတင်ခင်ရှင်တို့ဒါကတော့ဒီ game ရဲ့ကစားနည်းအကြမ်းမင်းလေးကိုရှင်းပြထားတာဖြစ်ပါတယ်တကယ်တကယ်ဒီ game ကတော့နည်းနည်းရှုပ်ပါတယ်ကျွန်တော်လည်းတိတ်ပြီးတော့နားမလည်ပါဘူးမမီတဲ့လောက်လည်းရှင်းပြထားဖြစ်ပါတယ် chapter နောက်တစ်ပတ်မှာ thomann ကနတ်ဆူဖြစ်ပြောင်းလဲသွားတာကိုမြင်ရပါတယ်အဲ့ဒီမှာ thomann ကနတ်ဆူဖြစ်ပြီးသူ့ရဲ့အစွမ်းတွေကပိုပြီးတော့မြင့်တက်လာတာကိုခံစားရတယ်လို့ပြောနေပါတယ်ပြီးတော့ဒီကောင်ကငကူရှိနေတာထက်၃လိစလောက်ပိုပြီးကြီးသွားတယ်လို့ပဲနော်နတ်ဆူဖြစ်ပြောင်းလဲသွားတဲ့ကောင်တွေက ဂျန်နေတဲ့ကောင်တွေကိုစပြီးတော့ဖြိုနေပါတယ်အမဟိုကောင်တွေကလည်းထွက်ပြေးတာပေါ့ဗျာရူပလီကတူတာခေါ်လန်ကိုတားရခဏဆောင်းပါအောင်လေမိမိလာခဲ့မယ်ဆိုပြီးတော့အော်နေပါတယ်အဲ့လိုအော်နေရင်းနဲ့သူ့ယောက်ျားရစံတိတ်သွားတာတကယ်ဟုတ်မဟုတ်ဆိုတာလည်းစဉ်းစားနေတာတွေ့ရပါတယ်ဘေးမှာကလေးတွေကတော့ထုံးစံတိုင်းအိမ်မောကြပြီလမ်းလျှောက်နေရင်းနဲ့သူတို့ကပတ်ဝန်းကျင်မှာဘာဖြစ်နေတာလဲဆိုတာမျက်စိနဲ့မမြင်ရပေမဲ့အကုန်ကြားရတယ်တဲ့ဗျာ အကြောင်းမလို့သူတို့ဘေးမှာနှက်ဆိုးအကြောင်းပြောသွားတာကြားသွားတော့ကလေးတွေကအဲ့ဒီနှက်ဆိုးအကြောင်းကိုစဉ်းစားမိတော့ကလေးတွေကလည်းသူတို့အိမ်မက်ထံမှာနှက်ဆိုးကိုမြင်အောင်လိုက်တော့အပြစ်မှာတကယ်ကြီးနှက်ဆိုးတွေထွက်လာပါတယ်အစောပိုင်းကထွက်လာတဲ့အိမ်မက်ဆိုးဘလူးတွေကဂျိုင်းယန်တွေရဲ့လက်ချက်ကြောင့်တစိမ့်တစ်ပိုင်းဖြစ်နေပြီးကိုကိုကိုတီးပြီးလို့ခံယူနေတဲ့အချိန်မှာကလီမန်ကသူ့ရဲ့ပလူမုတ်ပြီးအမိန်ပေးနေပါတယ်ဟဲ့နေမင်းတို့တကယ်ကြီးတည်သွားတာမဟုတ်ဘူးကွာတည်ပိုင်ခွင့်လည်းမရှိဘူးအဲ့တော့မမြန်ထပြီးကိုစီကိုစီနေရာယူထားကြတယ် ပြီးတော့ Albert ကဒီ Amazonji ကနေလွတ်မြောက်ဖို့အလားလာမရှိတော့ဘူးဆိုပြီး wah ha 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 ဆိုရင်းနဲ့ရည်နေပါတယ်ဟုတ်ပြီခြေနေကတော့ထင်သားလာတဲ့ပူပြီးအားရနေပါတယ် Imusa မလည်းဒီကိုရောက်ရှိနေပြီဆိုတော့ရောက်နေဘူးသူကမှအလွတ်ပေးစရာမလိုဘူးစိတ်ကြိုက်တောင်းဆန်းကြရတယ် Albert ကကောင်းနေမှတ်ထားချက်ဒီ Amazon တွေကမင်းတို့ကိုယ်တိုင်ဖန်တီးတာပဲဒီကနာမည်အပြည့်စုံကတော့ Saint Killingham နဲ့ဒီက Devil Fruit နာမည်ကတော့ Dragon Dragon Fruit တဲ့ဗျာပြီးတော့ Mythical အမျိုးအစားဖြစ်ပြီးတော့ model ကတော့ killing အမျိုးအစားတွေကဖြစ်ပါတယ်အဲအကြောင်းမလို့ကိုဒီကောင်ကငကိုပုံစံနဲ့ရှိနေတဲ့အချိန်ကျတော့လုံးဝ chill type ကျနေတာဒီကောင်ရဲ့ main ပုံစံပြောင်းသွားတော့ personality ကလုံးဝပြောင်းပြန်ကြီးဖြစ်သွားတာဒီကောင်အပေါ်ပိုင်းကိုကြည့်ပြီးပြောရမယ်ဆိုရင်တော့ fisherman တွေးပါမယ်ထင်ပါတယ်ဒီကောင်ကိုငယ်ကလေးက fisherman junior ကနေဖမ်းပြီးတော့စင်စာတန်လေး ကိုရူဆေးတွေစမ်းတက်တဲ့ထဲကနေဒီကောင်ကအောင်မြင်လာတဲ့ကောင်လားဒါမှမဟုတ်ဆလရှယ်ဒရဂွန်တွေကဖိရှာမန်ဆော်တွေကိုပြင်းပြီးမှဒီကောင်ကမွေးရတာလည်းမဖြစ်နိုင်ဘူးလားတကယ်ချင်းတော့အဲ့ဒီအပေါ်ကကောင်တွေကကိုကိုကိုဖျားသခင်လို့တတ်မှတ်ထားတာဆိုတော့ anything can happen bro မတွေ့လိုက်ဘူးလားတကယ်ချင်းတော့ဘော်နီရဲ့အမေဂျီနီကိုတော့စမ်းတက်မှုမအောင်မြင်ဘူးဆိုပြီးမှမယ်ဒီဂျွားကနေမောင်းထုတ်ပြီးမှသူနေတဲ့နေရာကိုပြန်ပြီးပို့ထားပေးရလေ အကြောင်းဒီ God Knight တွေကလည်း Celestial Dragon တွေရဲ့သွေးပါလာလားဒါမှမဟုတ်စံတမှုအောင်မြင်ပြီးမှ Celestial Dragon တွေရဲ့ House အတီးတီးကိုပေးထားလာလားမသိပါဘူးအခုချိန်မှာလူတော်တော်များကဒီ God Knight တွေနဲ့ပတ်သက်ပြီးတော့တည်ချင်ကြတဲ့လူတွေများပါတယ်အဲ့ဒါမှာတငငချင်းတို့လည်းပါမယ်ထင်ပါတယ်အဲဆိုရင်တော့တငငချင်းတို့ကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတွေပြောပြမယ်နော် God Knight တွေကဖန်ထားတဲ့ဂျုံတွေထဲမှာမှမျိုးဝီဗီဇာကောင်းတဲ့သူတွေကိုစံတမှုတွေလုပ်ပြီးရလာတဲ့ကလေးတွေရောပေါ့ တင့်တော်တဲ့အစွမ်းနေတဲ့ devil fruit တွေကိုပေးပြီးတော့သူတို့ကြိုက်သလိုတုံစားရအောင် brain wash လုပ်ပြီးသူတို့စွမ်းဆောင်ယူပုံမူတည်ပြီးတော့နေရာချပေးထားတာမျိုးလည်းဖြစ်နိုင်ပါတယ်လောလောဆယ်သိမြင်ထားသလောက်ထဲမှာမှ god night တွေရဲ့အုပ်စုကလည်းနှမျိုးခွဲထားတာနဲ့တူပါတယ်ပထမအုပ်စုက celestial dragon တွေရဲ့ house ကနေဖြစ်လာတဲ့ god night နဲ့ celestial dragon တွေရဲ့ house name မပါဘဲနဲ့ဖြစ်လာတဲ့ god night ဆိုပြီးနှမျိုးမြင်ရပါတယ်နောက်တစ်ချက်ကပူပီးစဉ်းစားသင့်စရာကောင်းတဲ့အချက်လေးပဲဖြစ်ပါတယ်ကျွန်တော်ခမန်းချေအရာပြောရမယ်ဆိုရင်ပေါ့ဗျာ ဂေါ့နာတွေက Supreme Commander အပါဝင်အားလုံး၁၀ယောက်ရှိပါတယ်။နောက်ပြီးကိုရီဆေးယား၅ယောက်၊အီမူဆာမားနဲ့ဆိုရင်အားလုံးပေါင်း၁၆ယောက်ဖြစ်သွားပါလေ။အဲ့ဒီ၁၆ဆိုတဲ့ကဏန်းကိုဂျပန်ခန်းကြီးနဲ့အီမူဆိုပြီးအတန်ထွက်လေးရှိတယ်တဲ့ဗျာ။အိုရာဆန်စေကစားလေးရှိတဲ့မြုပ်ကွက်စကလုံးတွေရဲ့အဓိပ္ပာယ်ကိုပြောချင်တာဖြစ်ပါတယ်။ဥမာ start out ဆူရဲ့ bounty အားလုံးကိုပေါင်းကြည့်လိုက်မှဆိုရင်8.816 billion ရပါတယ်ဗျ။အဲ့ဒီရှစ်ရှစ်တစ်ချောင်းရဲ့မြုပ်ကွက်ထားတဲ့စကလုံးအသေးပဲကဟာဟာအီမူလို့လည်းပြောလို့ရပါတယ်။ အကြောင့်မလို့ကျွန်တော်ခုနပြောထားတဲ့အတိုင်းအီမူအပါဝင်ဂိုရီစင်း9ရောက်နဲ့ God Knight ဆရာကိုပေါင်းလိုက်လို့ရှိရင်16ဆိုတဲ့ကဏ္ဍထွက်လာမှာဖြစ်ပါတယ်။ဟာဘရိုရေ God Knight ရဲ့ Silverware အားလုံးကိုပေါင်းကြည့်ရင်9ရောက်ပဲရှိတာလေ။ဘယ်ကနေတယောက်ထက်တိုးလာလားလဲတို့ဘယ်ချင်းစိဖြစ်လာလဲမလား။ဟုတ်ကဲ့ပါတကယ်ကျွန်တော်အဲ့ဒီလေ့ဝတ်ထားတဲ့ God Knight တယောက်အကြောင်းကိုပြပြပေးမယ်နော်။တကယ်တော့အဲ့ဒီလူကိုကျွန်တော်တို့အားလုံးကောင်းကောင်းသိထားပြီးသားပါ။ဘာလို့ဖြစ်မလဲဆိုရင် What if donkey hotel house ကနေ do flamingo ကို god nat အဖြစ်သတ်မှတ်ထားရဆိုရင်တကယ်ကျွန်တော်ယုံကြည်ပါမလားဘယ်ကနေပေါက်ခဲ့ရတယ်ပြောနေတာလဲလို့ထင်နေရင်အသေးစိတ်ရှင်းပြပါရစေဟုတ်အရှိတော်က chapter 1138မှာ shamrock နဲ့ loki တို့ဇာတ်ပြောနေတဲ့အပိုင်းကိုကြည့်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်အဲ့ဒီမှာ shamrock က loki ကိုသူတို့နဲ့ medijo ကိုလိုက်ခဲ့ပေါ့အဲ့ရောက်လို့ရှိရင် loki ကို god nat ညာထူပေးမယ်ဒါပေမဲ့ loki က world government ရဲ့မကောင်းမှုရာဇဝင်တွေအားလုံးကို နှုတ်ပိတ်မတိသလိုနေရမယ်ဆိုတဲ့သဘောထားနဲ့ God Night ယာတုကိုကမ်းလာတာကိုတော့တင်ကြီးတို့အားလုံးသိပြီးသားမလားအကယ်လို့သာ Loki ကမငြိမ့်ဝဲနဲ့သဘောတူလိုက်လို့ရှိရင် World Government ကနေပြီးတော့ God Night ယာတုကိုဖေးဖို့ဝန်မလေးဘူးဆိုတဲ့သဘောထားရှိပါတယ်အဲ့ဒီလိုညှိနှိုင်းမှုတွေကိုအခြေခံပြီးပြောရမယ်ဆိုရင် Do Flamingo ကလည်း Mary Joy ရဲ့ Treasure ကိုတည်တယ်ဆိုပြီး Goro Sea တွေနဲ့ညှိနှိုင်းထားတာမျိုးမရှိခဲ့ဘူးလို့100%ပြောလို့မရဘူးလေ After all ဒီကောင်ကလည်း selection အတွက်ကိုလည်းအဖြစ်နဲ့မွေးလာတာကောင်ဆိုတော့ဘလောက်ပဲဆိုးဆိုးနောက်ဆုံး World Government Bank ကနေပြီးရှိသမျှအင်အားအကုန်လုံးထုတ်သုံးဖို့အချိန်တန်လာရင်မခေါ်ချင်နေမတော်လို့မရဘူးဆိုတဲ့အတိုင်းဒိုဖီကိုလည်းအထုံးချမှာဖြစ်ပါတယ်ပြီးတော့ Lucky နဲ့ဒိုဖီကိုချီနောက်ထားတဲ့ပုံစံကလည်းဒူမနေဘူးလားတင်ငင်းတို့ဟုတ်ကဲ့ပါတင်ငင်းတို့ကျွန်တော်ရဲ့ခမန့်ချေကဖြစ်နိုင်ချေအလားအလာရှိလားလို့မြင်ကြလား comment ခဲ့ကြပါဦးကို့အမြင်နဲ့ကိုတော့ဟုတ်နေတာပဲ order ရဲ့လက်ကွက်တွေကဘယ်လိုလာမလဲဆိုတာတော့စောင့်ကြည့်ရတာပေါ့ chapter နောက်တစ်ပတ်မှာတော့နာမီတို့အုပ်စုကိုမြင်ရပါမယ်သူတို့ကအခုချိန်ထိအကျိုးတရားကနေမလွတ်မြောက်သေးပါဘူး မမကဦးကြီးကိုအဲ့အိမ်မက်ဆိုမတာကောင်တွေကနောက်ထပ်ထိုးလာနေတာလားတဲ့ဦးကြီးကလည်းကြည့်ရတာချင်းနေကတော့ကလားရင်မဲမှာရှိတဲ့အမွေးတွေထက်ရှုပ်လာတယ်လို့ပဲတဲ့အဲ့ဒီမှာကျွန်တော်တို့ခရစ်တော်မောင်စနိုက်ကြီးကဒိုဒီနဲ့ဘိုဂီကိုဂျိုင်းတို့ဘာလို့ကိုယ့်အင်ကိုဖျက်ဆီးနေကြတာလဲနှက်ဆွေရဲ့လက်စားကွက်ကနေပြန်နှုတ်ချထားပါအောင်ဘာမှလည်းခင်ဗျားတို့ရဲ့သူရဲ့ကောင်းစိတ်ထားမြင့်မြတ်တဲ့ဂုံတိတ်ခါတွေအခုချိန်မှာမပြောက်သွားပြီလဲလို့អော်နေပါတယ်အဲ့ဒီအောက်မှာတော့ အမူရဟာကြောင်ဒရစ်လက်တော့ကြတဲ့ဂျိုင်းအန်တွေနဲ့ကလေးမိဘတွေကလက်ခွဲငါတို့ကလေးတွေကိုဘယ်လိုခဲကြတော့မှလဲတဲ့ငါတို့ရဲ့အစွမ်းကြီးနဲ့ပဲမလုံလောက်ဘူးဖြစ်နေတဲ့နောက်တစ်ယောက်ကလည်းဘာကြောင့်ဆိုးလကကလေးတွေကိုကံမရဖြစ်နေတာလဲဆိုတာခုမှပဲနားလဲတော့တယ်တဲ့ကလေးတွေကိုညှို့တိတ်ထားရုံမှာကဘလူးတွေနဲ့ပါဘေးဘက်ပတ်လဲစောင့်ကြည့်ထားခိုင်းနေတယ်လို့တာမန်မျက်စိနဲ့မမြင်ရတဲ့စူးညောင်းနေနဲ့ပါကာထားကြတယ်တဲ့အဲ့ဒီမှာကလေးအမေတွေကဒေါပွားပြီးတော့နမအကြီးတိခေါ်နေကြပါလား တချို့ကလည်းငါ့မှာဒရီလင်းနေဖို့အချိန်မရှိဘူးကွာကလေးတို့စောင်းကြနော်ကဲဖို့လာနေပြီဆိုပြီးအကူကြီးမဖြစ်နေကြတဲ့မိဘတွေရခန်းစားချက်တွေကိုမြင်ရရင်နဲ့ Holy Night ပဲကိုလဲထားပါနဲ့အမစင်ဆူမားကအီမူကိုကျွန်တော်တို့ဒီကောင်တွေကိုဘယ်လောက်ထိခြေလုံးလက်လုံးဖြစ်အောင်မြင်ရမှာလဲတဲ့ကဲတကယ်ချင်းတို့အီမူရဲ့ရက်ဆက်တဲ့လုပ်ရည်တွေနဲ့တနညာတမှုလုံးဝမရှိတဲ့စိတ်နေထားကိုမြင်ရတော့မှာဖြစ်ပါတယ်